နိုင်ငံဖြတ်ကျော်ပြီးဘန်ငွေ6ဘီလီယံနီးပါးအွန်လိုင်းငွေကြေးလည်လည်မှုတွေလှုပ်ဆောင်ခဲ့တဲ့ခေါင်းဆောင်ထိုင်းအမျိုးသမီး3ဦးကိုထိုင်းအာဏာပိုင်တွေကဖမ်းဆီးလိုက်ကြောင်းသတင်းမီဒီယာတွေမှာရေးသားဖော်ပြကြပါတယ်။ထိုင်းစုံစမ်းစစ်ဆေးမှုဘူရို CIB ဌာနအောက်ကရာဇဝမှုနေနည်းအဖွဲ့ CSD ကဖမ်းဆီးလိုက်သူဒီအမျိုးသမီး3ဦးဟာအသက်36နှစ်အရွယ်ဂျူထာရတ်အသက်29နှစ်အရွယ်ချန်ဂျီရာနဲ့အသက်32နှစ်အရွယ် ဂျီရာပုံးတို့ဖြစ်ပါတယ်။သူတို့ကိုနိုင်ငံဖြတ်ကျော်ရာဇဝမှုကျူးလွန်မှုအပါအဝင်လျှို့ဝှက်အဖွဲ့အစည်းမှပါဝင်ခြင်းငွေကြေးခွာချမှုငွေကြေးခွာချရန်ပူးပေါင်းကြံစည်မှုစတဲ့အမှုတွေနဲ့ဆွဲချက်တင်ခံရမှာဖြစ်ပါတယ်။ကနဦးဆောင်စမ်းစစ်ဆေးမှုတွေအရသူတို့ပေါ်တင်ထားတဲ့ဆွဲချက်တွေအလုံးကို၃ရာစလုံးကညှင်းဆို့ထားတယ်လို့ဆိုပါရယ်ထိုင်းရဲတပ်ဖွဲ့ရဲ့ဆောင်စမ်းစစ်ဆေးမှုတွေအရနိုင်ဂျီးရီးယားနိုင်ငံသားအဖွဲ့ဟာ Romance Scam လို့ခေါ်တဲ့ online ပေါ်ကလူမှုကွန်ရက်အမျိုးမျိုးကနေအကောင့်အတူတွေဖွင့်ပြီး ထိုင်းအမျိုးသမီးတွေနဲ့ချစ်သူရည်စားဖြစ်ချင်အောင်ဆောင်ခဲ့ကြကြောင်းတဖြည်းဖြည်းချင်းတစ်ဖက်လူထံကယုံကြည်မှုရလာတော့မှအဲ့ဒီအမျိုးသမီးတွေထံကလိန်လယ်ပြီးငွေကြေးတောင်းခံရယူခဲ့ကြောင်းကာလကြာလာတဲ့အခါအဲ့ဒီနီးနဲ့လိန်လယ်ရယူခဲ့တဲ့ငွေကြေးပမာဏဟာထိုင်းဘတ်ငွေနဲ့6ဘီလီယံနီးပါးအထိရှိလာခဲ့ကြောင်းပြောပါတယ်အခုဖမ်းဆီးခံရတဲ့အမျိုးသမီး3ဦးဟာနိုင်ဂျီးရီးယားဂိုင်းအဖွဲ့ကိုစားအပြင်လူတွေကိုစီယုံပြီးလိန်လယ်ခံရတဲ့သူတွေငွေလွှဲလို့ရအောင် ဘဏ်အကောင့်တွေဖွင့်ခိုင်းခဲ့တာကြောင့်သူတို့ဟာဒီလိန်လယ်မှုမှာအခရာကျတဲ့ကဏ္ဍမှာပါဝင်ခဲ့တယ်လို့ဆိုပါတယ်။သူတို့အနေနဲ့ဒီလိုကြားဝင်ဆောင်ရွက်ပေးခဲ့တဲ့အတွက်ကော်မရှင်က၂ရာခိုင်နှုန်းကနေ၁၀ရာခိုင်နှုန်းအကြာရရှိခဲ့တယ်လို့ဆိုပါတယ်။ကဘာတဝန်း online မှာချစ်သူယူဇာရောင်းဆောင်ပြီး romance scan ငွေကြေးလိန်လယ်ခံရမှုကြောင့်နှစ်စဉ်ဒေါ်လာတန်ပေါင်းများစွာဆုံးရှုံးနေကြရတာပါခင်ဗျာ။ကျွန်တော်ဇော်ဝင်လိုက်ပါ။